င်းလိုင်းကွင်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစီယိုရေးကော်မတီကြွေးကြော်တာရေးတော်ပုံကြားနဲ့အတွက်နှစ်မှတ်ကို2019ခုနှစ်ဩဂုတ်လ15ရက်နေ့တို့မှာဆောင်းမရှင်ကိုတူးရေးသားထားတဲ့အဆက်မပြတ်ဒေါ်လာရေးဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။အဆက်မပြတ်ဒေါ်လာရေးကိုတူး 1905ရုရှားဘူဇွားတော်လာရေးမတိုင်ခင်ကတည်းကလမ်းစဉ်နှစ်ရက်တိုက်ပွဲရှိခဲ့တယ်။မင်းရှိပေများရဲ့ဒနာရှင်လူဒန်းစားခေါင်းဆောင်မှုနောက်မှေ့လိုက်နေတဲ့ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းနဲ့ဘော်ရှိပေများရဲ့ပစ္စည်းမဲ့လူဒန်းစားလုံသမားလူဒန်းစားခေါင်းဆောင်တဲ့ဆိုရှယ်လစ်ဒေါ်လာရေးဆင်နွှဲရေးလမ်းကြောင်းတို့ပဲဖြစ်တယ်။လီနင်ကပေါ်ပေါက်လာတော့မဲ့ရုရှားဒေါ်လာရေးအတွက်သဘောတရားရေးလက်နက်တက်ဆင်ပေးဖို့အတွက် ချောင်းသမားဝါရအမျိုးမျိုးကိုတိုက်ခိုက်ဖယ်ရှားကတော်လိုင်းရေးလမ်းကြောင်းတစ်ရက်ကိုဆိုရှယ်ဒီမိုကရေစီ၏နီးပရိယနှစ်သွဲကျမ်းဖြင့်ရှင်းလင်းတင်ပြခဲ့တယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးဆိုဗီယက်ယူနီယံကွန်မြူနတီပါတီဘော်ရှီပစ်သမိုင်းအချင်းချုပ် CPSUB တွင်ယခုလိုဖော်ပြထားတယ်။ဤလမ်းစဉ်သစ်ကို ရေးဆွဲရာတွင် လီနင်ကပထမအနေနဲ့မတ်စကလွန်ခဲ့သည့်ရာစု၏40စုနှစ်ကိုမိုင်းက1850 မ္မဏေဖွဲ့ချုပ်သို့မိငုံးပေးရတွင် တင်ပြခဲ့သည့်ကြော်ကြားလာသောအဆက်မပြတ်ဒေါ်လာရေးသဘောတရားနှင့်ဒုတိယအနေနှင့်1856ခုနှစ်မတ်စကီ အင်ဂက်စတန်ပေးစာတွင် ဖော်ပြခဲ့သည့်လယ်သမားဒေါ်လာရေးလှုပ်ရှားမှုနှင့်ပစ္စည်းမဲ့ဒေါ်လာရေးပေါင်းစပ်ရန်လိုအပ်မှုဆိုသည့်အတွေးခေါ်နှစ်ရပ်ပေါ်တွင်အခြေပြုပါသည်အထက်မှဖော်ပြခဲ့တဲ့ပထမအချက်ဖြစ်တဲ့ကွန်မြူနီဖွဲ့ချုပ်မှပြောတဲ့မတ်စ်ရဲ့မိငုံးဆိုတာက 1848-49ဥရောပဒေါ်လာရင်းများရှုံးနိမ်ပြီးလန်ဒန်ကိုရှောင်တိမ်လာတဲ့ပြင်သစ်မဲမဲဝါဒီဘလန်ကီများအင်္ဂလိပ်လက်ဝဲချာတစ်များနဲ့ဂျာမနီဒေါ်လာရင်းသမားများစုစည်းမိပြီးကမ္ဘာတော်လှန်သောကွန်မြူနစ်များဖွဲ့ချုပ် SUCR အမည်ဖြင့်တပ်ပေါင်းစုတရက်ဖွဲ့စည်းနိုင်ရေးအတွက်1850ဧပြီတွင် ရေးဆွဲခဲ့တဲ့မတ်ခ်အာဘော်လိုယူဆရတဲ့လုပ်ငန်းစဉ်မူကြမ်းအတူလေးပဲဖြစ်တယ် ယခုလိုပါရှိပါတယ်အဖွဲ့ရည်ရွယ်ချက်မှာအခွင့်အူးကံလူဒန်းသားများအားလုံးတိုက်ဖြတ်ရေး၎င်းလူဒန်းသားများကိုပစ္စည်းမဲ့အာဏာရှင်စနစ်ဖြင့်ထိန်းချုပ်ရေးကွန်မြူနစ်စနစ်ပေါ်ပေါက်လာသည့်တိုင်အဆက်မပြတ်တော်လှန်ရေး permanent that is ongoing or continuous revolution ဆင်နွှဲရေးပင်ဖြစ်သည်တကယ်က SUCR အဖွဲ့ချုပ်စဉ်းစားချက်ဟာစက်ကူပေါ်မှာပဲရှိပြီးလက်တွေ့ပေါ်ထွက်မလာဘူးအောက်တိုဘာရောက်တော့ မတ်စ်ကထိုကာလဒေါ်လာရေးအခြေအနေမရှိတော့ဘူးဆိုတဲ့သုံးသပ်ချက်နဲ့တူ SUCR ကိုဖျက်သိမ်းခဲ့ပါတယ်။ဥရောပဒေါ်လာရေးများအထူးသဖြင့်ပြင်သစ်နဲ့ဂျာမနီဒေါ်လာရေးများရှုံ့နှိမ့်မှုအပေါ်အနီးကပ်စောင့်ကြည့်လမ်းညွှန်မှုပေးနေတဲ့မတ်စ်ကဘတ်စုံကခွဲခြမ်းစိတ်ဖြာသုံးသပ်မှုပြုလုပ်ခဲ့ပြီးအရေးကြီးဆုံးသင်ခန်းစာမှာဘူးစွာလူဒန်းစားဟာဘူးစွာဒီမိုကရေစီတော်လှန်ရေးများကိုလှုပ်ဆောင်ရမှာပင်ယုံကြည်ကိုးစားလို့မရခြင်း တပွဲတစ်ပြက်နဲ့ရက်ဘရင်ဘီရိုကရေစီဗရေဒရစ်အာနာကိုအကုံအစင်မဖြတ်သိမ်းတက်ဆဖောက်ပင်ဖြစ်တယ်။ဒါကြောင့်ဂျာမန်ဒေါ်လာရေးကိုပြင်သစ်ဒေါ်လာရေးအစင်အကွက်နဲ့မတူပဲဒနာရှင်ဒေါ်လာရေးနဲ့ဆိုရှယ်လစ်ဒေါ်လာရေးလုပ်ငန်းတာဝန်နှစ်ရက်ကိုတတိတကြားစီမဟုတ်ပဲပစ္စည်းမဲ့လူတန်းစားကခေါင်းဆောင်ကတစ်ဆက်သေး an interrupted ဒေါ်လာရေးဆင်နွှဲရေးကိုကြံဆခဲ့တယ်။တဖန်မတ်စီတဲ့ ကျင်တက်လူဒန်းစားတိုက်ပွဲ Class Struggle in France တတိယအခန်း1850 March ရေဧပြီပုံနှိပ်မှာ အခုလို ရေးခဲ့တယ်။ ਈ တော်လန်သော Socialist ဝါဒသည်အဆက်မပြတ်တော်လန်ရေး The Permanence of the Revolution တင်ညာချက်ပင်ဖြစ်၍ပစ္စည်းမဲ့လူဒန်းစားအာဏာရှင်စနစ်သည်ရေပုံရအားဖြင့်လူဒန်းစားကွဲပြားမှုဖျက်သိမ်းရေးအတွက်အသွင်ကူးပြောင်းရေးလိုအပ်ချက်ပင်ဖြစ်သည်။ CBSUB မှာဖော်ပြတဲ့ဒုတိယချက်ဖြစ်တဲ့ မတ်စ်မအင်ဂျင်စတို့ဘေးစာလန်ဒန်၁၆ဧပြီ1856မှာလေသမားတိုက်ပွဲနဲ့ပတ်သက်လို့ယခုလိုရေးတယ်။ဂျာမနီနဲ့ပတ်သက်လို့တစ်ခုလုံးအနေနဲ့ပြောရရင်ပစ္စည်းမဲ့ဒေါ်လာရေးကိုဒုတိယပုံစံဖြစ် Sam Second Edition လေသမားစစ်ပွဲဖြင့်ကြားကန်ပေးဖို့ဖြစ်နိုင်မလားဆိုတာပါပဲ။ဒါမှသာအရေးတော်ပုံဟာ ချောမွေ့မှာဖြစ်တယ်။အဆက်မပြတ်ဒေါ်လာရေးနဲ့ပတ်သက်လို့မတ်စ်ရေးခဲ့တာဒါလည်းပါပဲ။ မတ်စတိုခစ်ကဂျာမနီပစ္စည်းမဲ့လူနန်းသားစက်မှုအလုပ်သမားလူနန်းသားအင်အားမကြီးထွားသေးဘူးတိုက်ပွဲအတွေ့အကြုံမရင်ကျက်သေးဘူးအတ္တဘာဝမပြည့်စုံသေးဘူးပစ္စည်းမဲ့လူနန်းသားအနေနဲ့တော်လာရေးကိုကိုယ်တိုင်ဥဆောင်ဖို့နဲ့ဘူဇာတော်လာရေးအတွင်းလက်ဝဲတောင်ပံမှရင်မောင်တန်းတိုက်ခိုက်ရင်လစ်ဘရယ်ဒနာရှင်လူနန်းသားရဲ့အချောင်သမားဆန်မှုကိုဆန့်ကျင်ထိန်းချုပ်ခါဆိုချလက်တော်လာရေးတို့တစ်ဆက်တစ်ဆက်ဒီတလန်းသွားရေးအတွက်လေသမားနဲ့မဟာမိတ်ဖွဲ့ဖို့ မျှော်မြင်ခဲ့တာဖြစ်ပါတယ်လူတို့အုံကြွမှုနဲ့လက်နက်ကင်တော်လိုင်းရေးပေါင်းဆက်မိကတပ်ဦးဆံပိုင်းအစိုးရကိုဖြုတ်ချပြီးနောက်တော်လိုင်းရေးအင်အားစုများလှုပ်ဆောင်ရမှာနဲ့ပတ်သက်လို့မတ်ဆက်တင်ပြချက်ကရိုးရိုးရှင်းရှင်းပါပဲ1848ဒေါ်လာရင်းကာလအတွင်း Max Editor လုပ်ခဲ့တဲ့ကိုလုံးမြို့ရှိ New Rhinish Zatton စာဆောင်မှာဖော်ပြခဲ့တာကအမျိုးသားညီလာခံမှမိမိကိုယ်ကိုမိမိအချုပ်ချာအာဏာပိုင်အဖြစ်ကြီးညာပြီး အကျွမ်းမအားလားရှင်အစိုးရ absolutist ကိုပယ်ဖြတ်ပစ်ဖို့နဲ့ပြည်သူသဘောထားတောင်းခံဖို့ဖြစ်တယ်။တော်လှန်ရေးတရားဝင်မှုဆိုတာဒါပါပဲ။တော်လှန်ရေးကိုတားဆီးဖို့နဲ့လူထုကိုလိန်လယ်လှည့်ပြားဖို့အတွက်ဖောက်ပြန်ရေးသမားများဟာအတူအောင်ဒီမိုကရေစီဖြစ်လူတိုင်းမဲဆန္ဒပေးခွင့် universal suffrage ဆိုတဲ့ဖြားယောင်းပြီးနောက်စစ်အာဏာရှင်စနစ်ဆိုတဲ့အကြမ်းဖက်အုပ်စိုးမှုကိုအသက်သွင်းခြင်းဆိုတဲ့မိစတစ်ဖက်ရေမှုတ်တစ်ဖက်ပြည်ရဲ့ကိုကျင့်သုံးတယ် ဒါကြောင့်တော်လန်ရေးနဲ့တံပြန်တော်လန်ရေးလမ်းစဉ်နဲ့တိုက်ပွဲဟာတော်လန်ရေးအောင်ပွဲခံတော့မဲ့နောက်ဆုံးအချိန်ထိရှိနေအောင်မှဖြစ်တယ်လို့လီနင်ကပြောခဲ့ပါတယ်။မတ်စ်ကအဆက်မပြတ်တော်လန်ရေးဆိုတာကိုသဘောတရားသစ်တရက်အနေနဲ့အကျယ်တင်ပြခဲ့တာမဟုတ်ပါဘူး။ဘူးစွာတော်လန်ရေးအတွင်းဒနာရှင်လူဒန်းစားရဲ့ဖောက်ပြန်တဲ့ကိုဂျိုးကြည့်အတွေးခေါ်အောက်မှာတော်လန်နဲ့အင်အားစုများကိုဆွဲထုတ်ခါပစ္စည်းမဲ့လူဒန်းစားအနေနဲ့မိမိတော်လန်ရေးကိုမိမိဖာသာခေါင်းဆောင်ဖို့ လယ်သမားလူတန်းစားလယ်သမားတိုက်ပွဲနဲ့ပေါင်းဆက်ဖို့ကျေးလက်နဲ့မြုပ်ပြပစ္စည်းမဲ့ဒပိုင်းများနဲ့ညီညွတ်ဖို့သူတို့လည်းအရင်ရဲ့တဘောအောက်ကယုံထွက်ချင်သူတွေဖြစ်လို့ဒနာရှင်ဒေါ်လာကြီးကိုလမ်းခုလက်တွင်ရက်မနေပဲဆိုရှယ်လစ်ဒေါ်လာကြီးကိုတစ်ဆက်တစ်ဆက်တည်းဆင်နွှဲသွားဖို့ရေပုံရမျော်မြင်တင်ပြခဲ့တာဖြစ်ပါတယ်မတ်စ်ဝါရာကိုရုရှားဒေါ်လာကြီးလက်တွင်နဲ့ပေါင်းဆက်ခဲ့သူက လီနင်ပဲဖြစ်တယ်လီနင်ရဲ့နိပရိယနှစ်သွဲကျန်းဟာ ဒေါ်လာရေးလက်တွေ့ဒေါ်လာရေးအမှုပညာများဖြင့်ဖူးဝေနေကာယနေ့ထက်တိုင် ရှင်သန်အားကောင်းနေစေဖြစ်ပါတယ်။နီဘရီရဲ့နှစ်သွဲကြမ်းပြီးနောက်နှစ်လကြာမှရေးခဲ့တဲ့လယ်သမားလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး Social Democrat များ၏သဘောထား Social Democracy's Attitude Towards the Peasant Movement September 14 1905စာရန်တွင်လီနင်ကငါတို့သည်အဆက်မပြတ်ဒေါ်လာရေး An interrupted revolution ကိုရက်ခံသည် တဝက်တစ်ပြက်နဲ့ရက်တက်နေပြီမဟုတ်လို့ရေးခဲ့ပါတယ်။ငါတို့သည်အဆက်မပြတ်ဒေါ်လာရေး an interrupted revolution ကိုရက်ခံသည်တဝက်တစ်ပြက်နဲ့ရက်တက်နေပြီမဟုတ်လို့ရေးခဲ့ပါတယ်။1905ပထမဒေါ်လာရေးနဲ့1918ဒုတိယဒေါ်လာရေးများတွင်ရုရှားမှာယာယီအစိုးရများပေါ်ခဲ့တယ်။ယာယီအစိုးရများဟာအာဏာမျှကြေးဖြစ်နေတဲ့အစိုးရများပဲဖြစ်တယ်။1905မှာပေါ်ပေါက်ခဲ့တဲ့ယာယီအစိုးရဆိုတာကလည်း ဖောက်ပြန်တဲ့ဇာကိုဇာပြုအစိုးရပဲဖြစ်တယ်။နောက်တော့ဇာဘရင်အာနာပြန်လဲခိုင်မြဲသွားတယ်။ဒီလိုနဲ့1905ဒေါ်လာရေးကရှုံးနေခဲ့တယ်။1905 second February ဒေါ်လာရေးကဘူးစွာဒေါ်လာရေးပဲဖြစ်တယ်။ပေါ်ပေါက်လာတဲ့ယာယီအစိုးရတွေအာနာမျှကြီးဖြစ်မှုဟာအတော်တန်ကြားတယ်။တစားတစားပစ္စည်းမဲ့လူဒန်းသားနဲ့ဘော်ရှီဗစ်ပါတီဥဆောင်မှုအားကောင်းလာပြီးအောက်တိုဘာဒေါ်လာရေးအောင်ပွဲရခဲ့တယ်။ဘာကြောင့်အောင်ပွဲရခဲ့တယ်လဲ။ လီနင်ရဲ့နီးပရီရဲ့နှစ်သွဲကြမ်းထွက်ပြီး၁၂နှစ်အကြာမှာတော်လာရေးသဘောတရားလက်နက်ပြည့်စုံသွားပြီဖြစ်လို့ဒုတိယတော်လာရေး1919ကာလတွင်အဆက်မပြတ်တော်လာရေးဆင်နွှဲနိုင်ခဲ့လို့ဖြစ်ပါတယ်။လီနင်က1905ပထမတော်လာရေးဟာ1919ဒုတိယတော်လာရေးအတွက်ဝစ်စုံပြည့်ဇက်တိုက်တာပဲလို့ပြောခဲ့ပါတယ်။မော်စီတုံးနဲ့ပြည်သူ့ဒီမိုကရေစီတော်လာရေးဒီမိုကရေစီသစ်သဘောတရားဟာလည်းအဆက်မပြတ်တော်လာရေးသဘောတရားကို ကိုလိုနီကိုလိုနီတပိုင်းပြည်ထရစ်တပိုင်းနိုင်ငံရဲ့အခိုင်အမာလက်တွေ့နဲ့ကိုက်ညီအောင်ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။တရုတ်ပြည်လူမှုလက်တွေ့အရမော်စီတုံးကရန်သူမိတ်ဆွေမိမိတော်လန်ရေးရဲ့ပြစ်ကွင်းတာဝန်တွန်းအားလက္ခဏာအလားလာတို့ကို သုံးသပ်ပြပြီးယခုလိုပြောခဲ့ပါတယ်။တရုတ်ပြည်တော်လန်ရေးတရက်လုံးတွင်တာဝန်ကြီးနှစ်ရက်ပါဝင်နေသည်။တနာရှင်ဒီမိုကရေစီတော်လန်ရေးဒီမိုကရေစီသစ်တော်လန်ရေးနဲ့ပစ္စည်းမဲ့ဆိုရှယ်လစ်တော်လန်ရေး ဝါလက်ရှိဒေါ်လာရေးအဆင့်နဲ့လာမည့်အဆင့်ဒေါ်လာရေးဒီဟုသောတာဝန်ကြီးနှစ်ရပ်ဖြစ်သည်ဒီမိုကရေစီဒေါ်လာရေးသည် ဆိုရှယ်လစ်ဒေါ်လာရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုဖြစ်၍ဆိုရှယ်လစ်ဒေါ်လာရေးသည်ဒီမိုကရေစီဒေါ်လာရေးကမုတ်ချရှေ့ရှုသွားရမည့်အရာဖြစ်သည်တရုတ်ပြည်ဒေါ်လာရေးနှင့်တရုတ်ပြည်ကွန်မတီပါတီ1939ဒီဇင်ဘာဒီနေရာမှာသတိပြုမိဖို့က မတ်စ်ပြောခဲ့တဲ့ဆက်မပြတ်ဒေါ်လာရေးဆိုတာဟာမင်းမဲ့ဝါဒီဘလန်ဂွေမအစပြန်ပြင်ရေးဝါဒီထရော့စကီအဆုံးဒနာရှင်ပေါက်ဆတွေတဲကြီကြိုက်ပြောကြသလိုတချီတဲနဲ့ပွဲပြီးဖို့ဆိုတဲ့စကလုံးပေါ်တာယာနေပြီးလက်တွေမကြတဲ့ဂိုင်းခဏဝါဒါလဲမဟုတ်ဘူးဆိုတာပါပဲကိုတူ6ရက်6လ2016